မင်္ဂလာပါဗျကျွန်တော်ရဲ့ YouTube channel ရေး subscriber တက်ရရရှိခဲ့ပါအားပေးသူမိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးရဲ့ရည်ရွယ်ချက်ကအခုမှ YouTube channel စတည်ထောင်တဲ့အတူတူတော့ပေါ့နော် subscriber အဲဒီရက်တူလေးအတွင်းပေါ့15ရက်အတွင်းဒီမှာ subscriber တက်ရဘယ်လိုရရှိခဲ့လဲဆိုတော့ကျွန်တော်ပြောပြချင်တာပါ ဟိုကြွားရတော့မဟုတ်ဘောနော်အခုမှစလေးလာမယ်တူတယ်တချို့ဆိုလဲလမ်းတလားနှစ်လားတော့ရှိနေစပိုက်ပါ10ရောက်15ရောက်ပဲရှိတဲ့ဟာလေဒါအခုကျွန်တော်စပိုက်ပါတရားရရှိခဲ့တာဟုတ်ကျွန်တော်တစ်စစ်ဘောနော်ပြန်ပြောပြပါမယ်အဲကျွန်တော်ဗီဒီယိုဒီ15ရက်တွေမှာဗီဒီယို15ပုတ်တင်ခဲ့တယ်အဲဒီ15ပုတ်မှာဗီဒီယိုလေးတပုတ်တွေကထပ်ပုတ်တယ်ဘောနော်အဲအဲ့ဗီဒီယိုလေးမှာက ဲ့ဗီဒီယိုလေးကထိုက်ထီကန်ထူးတူဖြစ်ခဲ့ပါလားဖြစ်ခဲ့ပါကဆိုတဲ့ဗီဒီယိုလေးပဲအဲ့ဗီဒီယိုလေးကိုကျွန်တော်အထက်ထက်အခါကပြန်ကြည့်တယ်ဗီဒီယိုမှာပါတဲ့တပ်နေတပ်တွေကလူတွေကိုဆွဲဆောင်မှုရှိတယ်လို့ကျွန်တော်ထင်တယ်တန်လေးဆိုတာကျွန်တော်တို့ဗီဒီယိုဗီဒီယိုဗီဒီယိုမကြည့်ခင်မှာဘယ်တော့မှမြင်ရတဲ့ပုံလေးလေးအဲ့ဒါကိုတပ်နေလို့ခေါ်တယ်နောက်တစ်ခုကဗီဒီယိုရဲ့တိုက်တယ် ဒီဗီဒီယိုဘာခေါင်းစဉ်ပြီးလဲဆိုတာကကျွန်တော်ပြီးလိုက်တဲ့ခေါင်းစဉ်ကထိုက်ထီကန်ထူးတူဖြစ်ခဲ့ပါကအဲ့ဒီအဲ့ဒီခေါင်းစဉ်လေးရလဲလူတို့ရဲ့အတိအကျစိတ်ကိုဖတ်ပြီးဖန်ဆန်းနိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးဘာကြောင့်ဘောနော်ဘာကြောင့်ဘလို့ကန်းနေကြည့်ရှုသူကြည့်ရှုသူတွေများလာလဲဒါအခုဆိုရင်ကြည့်ရှုသူကကျွန်တော်ဟိုပါဘော ကြီးရှိသူ3000ကျော်ပါပြီ like က130ကျော်ရရှိခဲ့ပြီ subscriber တော့100ပါเนาะအဲဒီဒီဗီဒီယိုကနေဘာကြောက်ရလဲဆိုတော့ကျွန်တော်တို့အတူတူလေးလိုက်ကြည့်အောင်ကြီးပေါ့လေဟာမ6တန်းမ6တန်းဆိုဘယ်လောက်ရမ6တန်းဆိုဘယ်လောက်ရအဲ့ဒါဘယ်လိုထောက်อ่ะ ဆန့်ကတော့ပွဲသားတီတော့သူတီတော့ခိုင်းထီထိုးခဲ့လို့ထီပေါက်ခဲ့သည်ရှိတော့ပျော်ရွှင်ရတယ်လို့ဆိုရီတောက်ကြပူပန်မှုတွေလည်းရှိတယ်အာကျွန်တော်ကထိုင်းထီနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို knowledge sharing ပေးသွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်ထိုင်းထီကဘာလဲထိုင်းထီဘယ်နှမျိုးရှိလဲထီပေါက်ခဲ့သည်ရှိတော့ ငွေသားကိုဘယ်လိုထုတ်ယူရမလဲတရားမဝင်နေထိုင်သူဖြစ်ပြီးထီပေါက်လို့ငွေထုတ်ဖို့ရုပ်ဖို့သွားမယ်ဆိုရင်ကိုယ်တိုင်တော့ဖမ်းဆီးခံရနိုင်တယ်ဒါဖြစ်လို့โอเคဒီဗီဒီယိုလေးကိုကြည့်ရှုပြီးရတဲ့ကျေးဇူးတင်ပါတယ်ဒီဗီဒီဒီဗီဒီယိုလေးကိုပြတာရတဲ့အကြောင်းရင်းကအခုမှ YouTube channel စတင်တည်ထောင်တဲ့မိတ်ဆွေတွေအတွက်ပေါ့နော် ဟိုတတောက်တနေရနေပြီးတော့အကူအညီဖြစ်မယ်လို့ကျွန်တော်ယူကြည်လို့ကျွန်တော်ပြန်လည်ပြသလိုက်တာပါအဓိကကစိတ်ထဲမကြပါနဲ့ကိုတင်ဆရာရှိတဲ့ဗီဒီယိုတွေကိုစက်တင်ပါနောက်တစ်ခုကဒီ YouTube မှာအောင်မြင်ဖို့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကျွန်တော်ရဲ့ဒီ channel အထဲမှာတစ်ချက်ပြန်သွားကြည့် subscribe ဘလို့ရအောင်လုပ်ခဲ့တာလေပြီးတော့ YouTube channel အောင်မြင်ဖို့ဆိုရင်ဘလို့လုပ်ရမလဲဆိုတဲ့ဗီဒီယိုလေးရှိအတင်ပေးထားတယ် အဲ့ဒါလေးလေတစ်ချက်တော့ကြည်ပေးစေချင်တယ်ကြည်ပေးစေချင်တယ်နောက်တစ်ခုကကိုဗီဒီယိုတင်တာရှိတင်ရရှိတာတွေကိုဆက်တင်ပါအော် view တွေမတက်လို့ like တွေမရလို့ဟို subscriber subscriber မရသေးလို့စိတ်ရမကြပါနဲ့အချိန်တိုင်းတူောက်တူတော့ကြည့်ရှုသူတွေကတော့ပေါ်လာမှာပဲအဓိကကပရိသတ်စိတ်ဝင်စားစီမဲ့အရာတွေ ਨੇ ကျွန်တော်တို့ကဆွဲဆောင်ရမယ်ဆွဲဆောင်ရမယ်အဓိကကနံပါတ်1ကတက်နေ ကိုယ့်ဗီဒီယိုရဲ့ပထမဆုံးမြင်ရတဲ့တပ်ပုံဒါအရေးကြီးတယ်နောက်တစ်ခုကဗီဒီယိုရဲ့ခေါင်းစဉ်ခေါင်းစဉ်ကလည်းဒီဗီဒီယိုကြည့်ရှုအထက်ဗီဒီယိုကဘာကြောက်ပြောမှတော့မသိသေးဘူးနော်အဲ့ဒီဗီဒီယိုကြည့်ရှုမဲ့ဒီခေါင်းစဉ်ပေါ့နော်ဟောဒီခေါင်းစဉ်ကဒီလိုပြောတာပဲသိချင်စိတ်ကိုဖန်ဆင်းနိုင်တဲ့ခေါင်းစဉ်လေးကိုစဉ်းစားပြီးသွားရင်ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်ကိုကြည့်ရှုကြကြိုက်လို့ like လေးဆိုလို့ like လေးရအောင်ဆိုရက် အနေအထားတစ်ခုဖြစ်အောင်လုပ်အောင်ဒါဆိုရင်ဒီဗီဒီယိုထဲမှာပေါဝင်တဲ့အကြောင်းအရာတွေကတကယ်လူတွေကိုအကျိုးရှိတယ်ပူကောင်းလေးပါပဲလူတွေရဲ့တည်ကြည်စိတ်လည်းဖြစ်ရမယ်အကျိုးရှိစေမယ့်ဗီဒီယိုလည်းဖြစ်မယ်ဆိုတော့အဲဒီဗီဒီယိုလေးကဒီဒီလိုဗီဒီယိုလေးကပေါက်ဖို့ကအများများပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကလူတွေစိတ်ဝင်စားစေမယ့်အရာတွေကိုများများတင်ပေးပါနောက်တစ်ခုက မိတ်ဆွေကိုယ်တိုင် YouTube ကိုအခုမှစပြီးတော့တီထောင်းလဲဆိုရင်ကိုလုံးစရာရှိရလုတ်ပါဗီဒီယိုတွေတင်စရာရှိတာတင်ပါလူတွေစိတ်ဝင်စားကြည့်မဲ့အရာတွေကိုများများရှာပေးပါပြီးတော့လူတွေအကျိုးရှိစေမဲ့အရာတွေကိုများများတင်ဆက်ပေးပါဒါဆိုရင်တော့မိတ်ဆွေရဲ့ YouTube channel လေးလည်းအောင်မြင်မယ်လို့ကျွန်တော်တတိချယုံကြည်ပြောရဲပါခင်ဗျ Okay ျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်ပြရစေဒီဗီဒီယိုကိုကြိုက်နဲ့တက်လို့သဘောကျရဲဆိုရင် like လေးတစ်ချက်တော့ပေးပြီးကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe နဲ့ထပ်ပြီးအားပေးခဲ့ပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်